ဒီနေ့ဆက်လက်ပြီးတင်ဆက်ပေးခြင်းနဲ့စောင်းပါတဲ့ဘုတ်ကတော့အန်ခမ်းရေးသားတဲ့ဖင်အားနေတာတွေနည်းနည်းလျှော့ဖို့လိုနေပြီဆိုတဲ့စောင်းပါတဲ့ဘုတ်ပဲဖြစ်ပါတယ်။တထုံကနေထဝယ်ကို ပြောင်းရွှေ့ရတဲ့ကျမ်းမာရေးနဲ့အင်ဂျင်နီယာဝန်ထမ်းအမျိုးသမီးနှုတ်ကမိသားစုနဲ့အတူ light truck ကားကိုစုငါပြီးတာမန်ရက်သားမိသားစု ပုံစံနဲ့ထဝယ်ကိုသွားကြပါလေ။ လမ်းမှာစစ်ဆေးနေတဲ့ PDF စစ်ကြောင်းနဲ့တက်တက်တိုးပါတယ်။သူတို့ရင်ကိုစစ်ဆေးပြီးတဲ့အခါမှာ PDF တက်ခွဲမှုကအေးအေးစစ်စစ်ချူချူတာတာပဲပြောပါတယ်။ဆရာမတို့ဝန်ထမ်းတွေဆိုတာကျွန်တော်တို့ရိပ်မိပါတယ်။စစ်တပ်နဲ့အရန်နီးကပ်တဲ့နီးကပ်လွန်းသူတွေကလွဲလို့အခြားသူတွေကို ကျွန်တော်တို့အနေရမပေးပါဘူး။ စိတ်ဖြောင်းဖြောင်းနဲ့သွားပါဆိုပြီးရင်ရင်ကြီးကြီးနဲ့ရှင်းပြပါလေ။ဂျေစုတင်လို့မဟုတ်ဘူးသိန်းကနန်းထုတ်ပေးတာတော့မယူခဲ့ကြကြောင်းကာယကံရှင်တွေက ပြန်ပြောပြကြပါလေ။ဥကိုကိုကြီးအနေနဲ့လက်နက်ကိုင်းလမ်းစဉ်ကိုမကြိုက်တာကနားလည်ပေးလို့ရပါလေ။လက်နက်ကိုင်းလမ်းစဉ်ကိုအကျန်းဖတ်မှုဆိုပြီးနာမဝူတည်တနာတက်လာရင်တော့တရေမမှန်နဲ့စိတ်ဓာတ်ကြောက်မဲဖြစ်ပါလိမ့်မယ်။ အကြံပတ်မှုတွေလုပ်နေတဲ့ PDF အမိခံပညာမဲ့တာဇန်တွေရှိနေတာကငင်းစရာအကြောင်းမရှိပါဘူး။ဒါပေမဲ့အဲ့ဒီလိုတာဇန်အဖွဲ့တွေဟာတော်လန်ရေးတရက်လုံးရဲ့ fight to tamper sin ထက်မကျော်ပါဘူး။ကျန်တဲ့90ရာခိုင်နှုန်းကလူရင်ကြီးလူကောင်း သူကောင်းတွေကြီးပါပဲ။ နောက်တစ်ချက်ကဥကိုကြီးအနေနဲ့ဒီကာလအတွင်းမှာရန်ကုန်မှာပဲနေပြီးကိုပိုင်ကားနဲ့နေပြည်တော်လောက်ပဲခီးထွက်နေတဲ့သူ ဖြစ်တဲ့အတွက်ပြည်သူတွေဟာစစ်တပ်ပေါ်ဘလောက်ထိယွန့်ရှာဆက်ဆုပ်နေကြပြီလဲဆိုတာကိုအပြည့်အဝသိရှိဖို့မရှိပါဘူးရန်ကုန်လူထုရဲ့တောကအမုန်းလောက်ကိုပဲသိပါလိမ့်မယ် Express ခီးတဲ့ကားနဲ့တခြားဒေသတွေကိုခီးထွက်ကြည့်ရင်စစ်တပ်ရဲ့မောက်မာရိုင်းဆိုင် ရုပ်မာမှုတွေကိုပြည်သူတွေဘလောက်အထိအော်နှလုံးနာနေပြီလဲဆိုတာမျက်ဝါးထင်ထင်သိသွားပါလိမ့်မယ်အဲ့ဒီလိုမတိသေးလို့သာပြည်သူတွေရဲ့စိတ်ခံစားချက်အခြေအနေကိုထက်မတွက်ပဲစစ်တပ်နဲ့ပေါင်းပြီးပြုပြင် ပြောင်းလဲမှုလုပ်လို့ရအောင်မယ်လို့ထင်နေတာဖြစ်မှာပါတော်လိုင်းရာကိုဘက်က80သူ့ဘက်က30အနေထားကနေ60 40အချိုးလောက်ပြန်ဖြစ်လာတာတော့မှန်ပါတယ် ဒါပေမဲ့40အနီထားပြန်ဖြစ်လာဖို့အတွက်အကျန်းဖတ်တက်ဟာရသည်မြအရင်အမြအကုန်ရှိသည်မြတော့ကလုတ်တွေရှစ်ထွက်အကုန်အသုံးပြုလိုက်ရပြီ ဖြစ်ပါတယ်ထပ်နှိပ်ဆက်เสียထပ်နှိပ်เสียခလုတ်မကြံတော့လို့ရွေးကောက်ပွဲခွေးတို့ပေါက်ကနေထွက်ဖို့ပြင်နေရတာဖြစ်ပါတယ်တော်လိုင်းကြီးဘက်မှာတော့ရွှေเสียအကွက်နှိပ်เสียခလုတ်တွေကကြံနေပါသေးတယ်ဟန်ပြဖက်ဒရယ်ဒီမိုကရေစီပြည်တော်စု နိုင်ငံရေးမူအစတိကျခိုင်မာအပေးယူတွေလုတ်ပြီး NUG နဲ့ EAO တွေကြားခိုင်ခိုင်မာမာမာမိတ်ဖြစ်စေတဲ့ခလုတ်ကိုနှိမ့်နိုင်ခဲ့ကြရင်အကျန်းဖတ်စစ်တပ်တစ်ခုလုံးပင်လန်ပြီးပြေးရပါလိမ့်မယ် NUG အနေနဲ့ပုံမကောင်းမွန်လာတဲ့ leadership ကိုတိဆောက်နိုင်ခဲ့ရင်လဲအကျန်းဖတ်တတ်အတွက်ပြေးပေါက်ရှာစရာနေထားဖြစ်လာပါလိမ့်ဦးမယ် စစ်တပ်ထဲဝင်ရသူလူတရာမှာ95ယောက်ကစစ်တပ်ကို မကြိုက်ဖဲမလွဲသာလို့ပါနေရတဲ့အခင်းချင်းမှာမြန်မာနိုင်ငံသားလူတရာမှာ95ယောက်ကစစ်တပ်ကိုယွန့်ရှာမုန်တီးနေကြတဲ့အခင်းချင်းမှာယွန့်ရှာမုန်တီးနေကြသူ95ယောက်ရှိပေမဲ့ တော်လန်ကြီးအတွက်တကယ်ကူနေသူဟာအယောက်20လောက်ပဲရှိနေသေးတဲ့အခင်းချင်းထဲမှာမလွဲတာလို့စစ်ထဲဝင်ရသူ65ယောက်အတွက်ကောစစ်တပ်ကိုယွန့်ရှာပင်မဲ့တော်လန်ကြီးအတွက်ကုရကောင်းမှန်မသိသေးသူ85ယောက်အတွက်ကောယုံကြည်အားကိုးရတဲ့မှန်ကန်တဲ့ခေါင်းဆောင်မှုနဲ့ထိရောက်တဲ့ propaganda စီယုံကြီးခလုတ်တစ်ခုကိုသာနှိပ်နိုင်ကြရင်အကျန်းဖတ်တဲ့အတွက် ခညာခဲခွေးရတာတဲ့စိုးတဲ့လုံပါပါဘဝကိုကြုံရပါလေဦးမယ်ဒီခလုတ်တွေမနှိမ့်နိုင်သေးတာတောင်အကျန်းဖတ်စစ်တက်တစ်ခုလုံးကိုဖာရမ်းမီးလောင်တယ်လို့ဖယူဖယဲအပြေးလွားဖြစ်အောင် လုတ်ပြနိုင်ခဲ့ပြီဆိုတာကိုကိုကြီးတရိမထားတတ်လို့ဖြစ်ပါလိမ့်မယ်ဥကိုကိုကြီးရဲ့အတွင်းစိတ်ကို ဥကိုကိုကြီးနဲ့ရင်းနှီးသူတယောက်ကမထင်မဲ့ဖွင့်ဟလှစ်ပြသွားတဲ့ဘူရီယိုဖိုင်တစ်ခုကိုလည်းကြည့်လိုက်ရပါတယ် ဘသူမှသတိမသတိထားမိကြမယ်မထင်ပါဘူးရွေးကောက်ပွဲဝင်ပြိုင်တာကတိတ်ပြဒနာမဟုတ်သေးပါဘူးပြည်သူလူထုရဲ့ခံစားချက်နဲ့အဆက်ဟက်မတည့်ပဲဖင်ရနေတာရီတော့နည်းနည်းလျှော့ဖို့လိုနေပြီဖြစ်ကြောင်းအကြံပြုခြင်းပါတယ်ပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်